ရေမွေးနှံကိုလုံးဝတသိမ်မမွေးနဲ့မမွေးအေးလေးမှကြိုက်တယ်ဆိုတဲ့သူတွေကျွန်တော်အခုပြပြမယ်ရေမွေးကိုစမ်းကြည့်တယ်။ဘာလို့အားလုံးမင်္ဂလာပါဆိုကျွန်တော်ဒီနေ့ပြပြမယ်ရေမွေးကတော့ဒါဘာရီတိုရဲ့ Beldi Afrik ဆိုရေမွေးအကြောင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ Beldi Afrik ကလုံးဝရေမွေးအနှံ့ကိုတင်းတိမ်မွမွေးလေးနဲ့မွမွေးလေးနဲ့အေးလေးနဲ့ညင်ညင်တတာလေးမှကြိုက်တယ်ဆိုတဲ့သူတွေတဘောကြမရေမွေးလို့ပြောနေရတယ်ဆိုတော့သူ့ရဲ့နှုတ်လေးတွေကိုပထမဆုံးကြည့်လိုက်ရအောင်ဆိုတော့သူ့မှာအဓိကပါမယ့်နှုတ်တွေကတော့ Mary Go ဆိုတဲ့ပန်းအနှံ့ပါတယ်ပြီးတော့လို့ရှိရင် Citrus နှုတ်လေးပါတယ်ပေါ့နော်ဆိုတော့ Lime အနှံ့တို့ Bergamot တို့ Lemon တို့အဲ့အနှံ့လေးပါတယ်ပြီးတော့ရင် max အနံ့လေးပါတယ် vetiver ပပားလေးပဲပါတယ်ပြီးတော့နောက်ထပ်သူ့မှာပါတယ်အဓိကနောက်တစ်ခုကတော့ black current note ဒီ black current note ကိုတော့ကိုလူလိုဘယ်မှာရဘူးမလဲဆိုလို့ရှိရင်အာ silver mountain water လို့ပါတော့မှာရဘူးလိမ့်မယ်တော်တော်လေးကိုလှပြီးတော့ juicy ဖြစ်တဲ့နည်းနည်းလေး dark ဖြစ်တဲ့အသီးအနှံ့ပေါ့နော်ပထမအဆုံးဒီ beauty free ကိုဆွတ်လိုက်မယ်ဆိုလို့ရှိရင်အဓိကရမယ့်အနှံ့ကတော့သူက lemon အနှံ့လေးပေါ့နော် lemon အနှံ့လေးအေးအေးလေးမွှေးလေးနဲ့ညင်ညင်တတလေးပဲအဲ့ဒါကိုမှပေါ့ပေါ့ပပားလေးနဲ့ boundary ဖြစ်ပြီးတော့ fresh ဖြစ်နေရပါတော့ဆိုတော့ပထမဆုံးဆက်လိုက်ရင်ဆိုရှင်တော်တော်လေး fresh ဖြစ်တဲ့အနေတစ်ခုရလိမ့်မယ်အဲ့တော့မှအနောက်ကနေပြီးတော့အနှွေးတဲ့လေးဝတ်လိုက်ရသလိုခန်းစားချက်မျိုးအဲ့လိုမျိုးလေးနွဲ့နွဲ့ထွတ်ထွေးလေးပါလေးပါနေပါနည်းနည်းလေးငြိမ်သွားရင်သူ့ရဲ့ musky ဖြစ်တဲ့ vibe လေးပါလာလိမ့်မယ်ပြီးတော့လို့ရှိရင်နွဲ့နွဲ့ထွတ်ထွေးလေးနဲ့ fresh ဖြစ်ဖြစ်လေးနဲ့လေးမွေ့မွေ့လေးနဲ့ powder နည်းနည်းလေးဆန်ဆန်လေးသွားလိုက်မယ်တိတ်ပြီးတော့လှတယ်တော်တော်လှတယ်လုံးဝကိုငင်းငင်းသာသာတိတ်မွေ့မွေ့နဲ့ clean ရင်ဖြစ်နေရပါတော့ကိုကလုံးဝဒီအနေကိုရလိုက်တယ် wow ကလင်းဖြစ်လိုက်တာဆိုပြီးအဲ့လိုမျိုးဖြစ်သွားလိမ့်မယ်ဟိုတတဲရင်းနဲ့တန်တန်မြတ်ဝူစားထားတဲ့အခါကျတော့ရှင်ဒီကောင်ဆိုဘယ်ချိန်ဆိုဘယ်နေရာမှာမဆိုဆွလို့ရတယ်ရာတိရုပူလဲရတယ်ရာတိရုအေးလဲရတယ်တနည်းပလုံးတော်တော်လေးဆွလို့ကောင်းတယ်အနေတစ်ခုပဲ best scenario တွေကတော့ဘာဖြစ်မလဲဆိုတော့ဒီကောင်ကိုဒိတ်မှာဆွလို့ကောင်းတယ် office မှာဆွလို့ကောင်းတယ်ပေါ့နော် date တစ်ခါကျတော့ရှင်လည်းကိုဘေးကကိုဒိတ်မဲ့လူကဒီနဲ့လေရလာလို့ရှင် ဒီကြောင်မှွေးနေရပဲအေးနေရပဲဆိုပြီးတော့ impression ကောင်းမဲ့အနံတစ်ခုလို့ပြောလို့ရပါမယ်နော် office မှာဆိုလို့ရှိရင်လည်းဒီအနံလုံးဝ clean ဖြစ်နေရမှလို့ဘေးရလူတွေအကောင်းသဘောကျပြီးတော့ hey အလုပ်လာတယ်မှွေးနေရပဲနေနဲ့အရင်ဆုံးရလိုက်တာနဲ့မှွေးနေရပဲဆိုပြီးအဲ့လိုမျိုး compliment ရမယ်ရင်မွေးတစ်ခုဖြစ်တယ်ပေါ့နော်ကောင်းတာတွေပဲပြောနေဆိုတော့နည်းနည်းလေးမကောင်းတာတွေပဲရှိနိုင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်းရဲ့ဟာက performance ပေါ့နော်အရင် performance strong ဖြစ်တဲ့အထဲမှာတော့မပါဘူး ဆိုတော့တင်းတင်းမွမ်းမွမ်းလေးနဲ့ညင်ညင်လေးပဲသွားတဲ့ရေမွေးအနှမ်းဖြစ်တာမို့လို့ performance အရင် strong ဖြစ်လို့လည်းမရဘူးပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ဆွတ်တယ်ဆိုလို့ရှိရင်ကျွန်တော်3ချက်ကနေ5ချက်လောက်တခါဆိုရင်3ချက်နဲ့5ချက်လောက်ဆွတ်တယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် scale မှာဆိုရင်တော့6နိုင်ရနေပြီးတော့7နိုင်လောက်ခံတယ်ပေါ့နော်တခါလေးချက်လို့ရှိရင်တော့ကံကောင်းရင်အဝတ်စားမှလည်းဆွတ်ထားတယ်ပေါ့နော်အမှုစားမှနင်းနေပြန်ထားဆိုလို့ရှိရင်တော့10နိုင်လောက်ထိ extend ဖြစ်နိုင်တယ်ဒါပေမဲ့ဟိုအရင် projection ကတော့ strong ဖြစ်မှာတော့မဟုတ်ဘူးကိုအနာကတ်လိုက်ရင်တော့နန်လေးကမှုမွေးလေးနဲ့အေးပြီးတော့ရနိုင်မှာ အတခါတည်းမှာပဲဒီကောင်ကိုမှအနံ့ကိုကြိုက်တယ်ဒီထက်ပို performance strong ဖြစ်ချင်တယ်ဆိုရင်တော့ initio ရဲ့ max therapy ကိုတုံးလို့ရတယ်ပေါ့နော်ဆိုတော့ initio ရဲ့ max therapy ကဒီကောင်မှပို့ပြီးတော့ strong ဖြစ်ပြီးတော့ပို့ပြီးတော့ woody ဖြစ်ပြီးတော့ musky ဖြစ်တဲ့ version ပို့ပြီးတော့လည်း additive ဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့နည်းနည်းလေးတော့ဟိုကောင် heavy ဖြစ်တယ်ပေါ့နော်ဆိုတော့ all year round တော့တိတ်တော့မမိုက်ဘူးအဲဒီကောင်ကကျတော့ all year round ဆွတ်လို့ရတဲ့အထိအောင် stress လေးပါမလို့ပို့ပြီးတော့အဆင်ပြေတယ် alright ဆိုတော့ဒီကောင်လေးကိုကျွန်တော် rating လေးပေးလိုက်ရအောင် ပထမဆုံးအနေနဲ့ကတော့ sand quality body free sand quality ကိုတော့ကျွန်တော်တန်းတော့တော့တန်းပေးလို့ရပါတော့ဆို sand quality အရင်ကောင်းတယ်လှပြီးတော့ smooth ဖြစ်ပြီးတော့တင်းတင်းမွမွေလေးနဲ့နှုတ်တွေအရင်ထိုးထွက်မနေဘူးသုံးနှားရဲ့နှုတ်တွေကလည်း natural ဆန်ဆန်လေးနဲ့လှလှလေးနဲ့တော်တော်လေးကို blend ကောင်းတယ်လို့ပြောလို့ရတယ်အဲဒါကြောင့်မလို့ ဆန် quality မှာတော့ကျွန်တော်အဆင်မပြေလို့ရတယ် longevity ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကောင်ဆယ်မှတ်မှာကျွန်တော်ကတော့7ပြေလို့ရတယ်ပေါ့နော်ဆိုတော့ဟိုအရင်ဆွဲမဲ့အထဲမှာတော့မပါဘူးဒါပေမဲ့အရင်ပြော့နေတဲ့အထဲမှာလည်းမပါဘူး၃ချက်ကနေ၅ချက်လောက်ဆွဲလို့ဆိုလို့ရှိရင်6နိုင်ရည်နေ7နိုင်ဒီခါလေးကျတော့ရှိရင်7နိုင်လောက်ထိရနိုင်မယ် versatility ဘယ်ချိန်နေဘယ်နေရာဆွဲလို့ရလဲဆိုလို့ရှိရင်တော့7မှတ်မှာကျွန်တော်ဒီကောင်ဆယ်မှတ်ပြေလို့ရတယ်ပေါ့နော်ချိန်တဲ့အချိန်ချက်တဲ့နေရာမှာဆွဲလို့ရတယ်ဘယ်နေရာဆွဆွဘယ်ချိန်ဆွဆွဟို out of place ဖြစ်သွားဆိုတာမရှိတလို့ပဲပေါ့နော်ဆိုတော့ဘယ်နေရာမှာမဆိုအဆင်ပြေအောင်မလို့ versatility ကိုတော့စင်မတ် compliment ဆေးအောင်မှာဘယ်နှယောက်ကြိုက်မလဲဆေးအောင်မှာ9ယောက်ကျော်ကြိုက်နိုင်တယ်ပေါ့နော်။ဘာကြောင့်မို့ဆေးအောင်မှာဆေးအောင်မကြိုက်နိုင်ဘူးလို့ပြောလဲမပြောလဲဆိုတော့ဟိုတချို့တွေကကြတော့ပေါင်တာအနဲ့နည်းနည်း boundary ဖြစ်တဲ့အနဲ့မျိုးဆိုလို့ရှိရင်မကြိုက်တာမျိုးလေးရှိတတ်တယ်ပေါ့နော်။ဆိုတော့အဲ့ဒါလေးကြောင့်မို့လို့ပဲဟိုဆေးမအပြည့်မပေးရပါဘူးနော်။ဒါပေမဲ့9 9.5လောက်ပေးလို့ရတဲ့အထိအောင်တော်တော်လေးလူတိုင်းကြိုက်မယ်အနဲ့လို့ပြောလို့ရတယ်။ဆိုတော့ compliment မှာဆိုလို့ရှိရင်ကျွန်တော်9.5ပေးလိုက်မယ်။ Alright ဆိုတော့ဒါကတော့ အနံ့ကို clean ဖြစ်ဖြစ်လေးနဲ့အေးအေးလေးပဲကြိုက်တဲ့သူတွေအနေနဲ့အသုံးကြည့်တဲ့ ਨੇ beauty free ချောင်းဖြစ်တယ်ဗောနော်ဆိုတော့ဒီရေမွေးကိုစမ်းသုံးကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ page အခွဲဖြစ်တဲ့ဒီကမ်းပိုင်သူစကနေပြီးတော့ DKN လေးဝယ်ပြီးတော့စမ်းသုံးကြည့်လို့ရပါတယ် right နောက်တစ်ဗီဒီယိုတစ်ခုမှထပ်ပြတွေ့မယ်တ라စီ bye peace